ကြာနေပွဲစွာသောမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့အတွက်တွင်မှာဝေကြီးကံကောင်းမြတ်လက်ဖွင့်မယ်တို့ပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ကိုယ့်ရဲ့ကံချမာရဲ့အနေထားဘဝအခြေအနေမြန်မာတိုးတက်ခြင်းနဲ့အလိုဆန္ဒပြည့်စုံဆောင်ရွက်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတို့ကုတက်မယ်ဒါပေမဲ့မတော်တဆနဲ့ကျူးဆက်ရမယ်အနောက်ရောက်ကုတည်သွားစေခြင်းရှိတတ်တယ် အဓိကနေ့တနင်္ဂနွေညနေ3:00နာရီသတိထား23ရက်နေ့မှာတော့လက်ဖွင့်ကံဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေကိုဖဏိနိုင်တဲ့နေထားရှိတယ်24ရက်နေ့မှာရန်တိုက်ခံနေရှိပြီးလောက်ရမယ်25ရက်နေ့မြတ်တရားရကံကောင်းမယ်မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်စိတ်ချမ်းသာမယ်26ရက်နေ့မှာအပြောင်းလဲတဲ့ခီးကိစ္စဆင်ပြေမှုနဲ့တိုးတက်မှုရှိမယ်28ရက်နေ့မှာမထင်မှားဘဲငွေဝင်မယ်လက်ဖွင့်မယ်လုံးသမျှကြာစီသမျှအောင်မြင်မယ် 28မှာရံပတိပက္ခရနဲ့ထိတိုက်တွေ့မယ်ကိုးပေါ်မှာနှောက်ဆက်တဲ့သူတွေနဲ့တွေ့ရတဲ့29ရက်နေ့မှာပေါ်လာတဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးဘဝတွတ်တက်မှုရနိုင်တယ်30ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့ကံချင်းတွေနဲ့ဘဝတွတ်တက်မှုတွေရဲ့ကောင်းသောအနှစ်သာရတွေကိုကျုံ့တွေ့ရမှာ ဖြစ်ပါတယ်ဒီကာလအတွင်းမှာ ကြာသပတိနေဗုဒ္ဓနေငါနေမွေးစုတွေကောက်ကျိုးပေးတယ်တနင်္လာတော့ကြမွေးစုတွေဒုက္ခပေးတတ်တယ်နှစ်သုံးခုကနေနေအကျိုးပေးတယ်အဖြူစိမ့်မိခိုးရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နေပါတယ်ဒီကာလအတွင်းထူးခြားချက်ကတော့ November 20နဲ့ November 24 25 28ရက်နေ့တွေမှာခေါင်းစည်းခေါင်းလျှော်ပြုရဲ့ကျက်တည်မင်္ဂလာရှိတယ် မင်္ဂလာရှိပြီးတော့တိုးတက်မှုဖုန်းကန်စီဝံမြန်မာချင်းနေရှိမယ်26ရက်နေ့29ရက်နေ့နှစ်ရက်ဆက်တိုက်ကတနသိတိနက်ခတ်စမ်းရှင်ခြင်းကိုကြုံတယ်ထူးခြားစွာငွေကြေးကိစ္စတွေအတွက်ပြောဆိုဆောင်ရွက်ခြင်းတွေလုပ်ကိုင်နိုင်တယ်ဒီတစ်ပတ်အတွင်းမှာစပယ်ပန်းမကြာခဏဖျားလူပေးပါထူးထူးခြားခြားကောင်းခြင်းတွေရှိလာကျေးဇူးတင်ပါတယ်